ကာမွေတရားရုံးကလက်မခံတဲ့ပြည်နယ်ဆရာတော်ရဲ့တသက်ကန်စာရွက်ကိုရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကိုပြင်ဆင်တင်သွင်းခဲ့ရာဩဂတ်စ်လ22ရက်နေ့ကနှစ်ဖက်ရှိနေတွေက အပြီးသက်ရှောင်လွှဲချက်ပေးခဲ့ပြီးအဲ့ဒီတသက်ကန်စာကိုလက်ခံမခံဆိုတာကိုတော့စက်တင်ဘာလ1ရက်နေ့မှာအမိန့်ချမယ်လို့သိရပါတယ်ပင်နဆရာတော်ကနိုင်ငံတော်တန်ခါမဟာနာယကကိုမက်စလာတွင်းကပေးပို့ခဲ့တဲ့တသက်ကန်စာကိုဇူလိုင်လ18ရက်နေ့က တာဝန်မျိုးနဲ့တရားရုံးကိုတင်သွင်းခဲ့ပေမဲ့လက်မှတ်ခံတာကြောင့်တရားခွင်အတွင်းအမှုစစ်ဆေးမှုကိုရပ်ဆိုင်းခဲ့ပြီးအရှေ့ပိုင်းခရိုင်တရားရုံးကိုပြင်ဆင်တင်သွင်းခဲ့တာဖြစ်ပါတယ်။ဩဂတ်စ်လ21ရက်နေ့ရုံးချိန်မှာရှောက်လွဲချက်နဲ့ပတ်သက်ပြီးလက်ခံသင့်တဲ့အကြောင်းတရားသူကြီးကိုရှောက်ထားခဲ့တယ်လို့ဆရာတော်တွေဘက်ကလိုက်ပါဆောင်ရွက်တဲ့တရားလွတ်တော်ရှေ့နေဦးသိန်းဝင်းကပြောပါတယ်။ဒါအပြင်တရားလိုဦးစိန်မော်ဘက်ကလည်းနိုင်ငံတော်အစိုးရဘက်က ဥပဒေရရှိရင်းနဲ့အတူလာရောက်ရှောင်လွှဲချက်ပေးခဲ့တယ်လို့သိရပါတယ်။အဲဒီနှစ်ဖက်ရှိနေတဲ့ရရှောင်လွှဲချက်တွေကိုတော့စက်တမ်ဘာလ၁ရက်နေ့မှာရန်ကုန်အရှေ့ပိုင်းခင်တရားရုံတွဲဘက်တရားသူကြီးကအမိန့်ချမှတ်မှာဖြစ်ပါတယ်။လန်ဒန်ဆရာတော်ပါဝင်တန်ခါ၅ပါးကိုတိုင်းသာသနာရေးမှုကဆွဲဆိုထားတဲ့အမှုရဲ၅ချိန်မြောက်ယုံချိန်မှာအမတ်သုံးဆရာတော်ရဲ့ရှင်နေကပီနန်ဆရာတော်ကြီးရဲ့တသက်တေကန်စာကို တင်သွင်းရမှာတရားလိုဥစိန်မော်ရဲ့ရှင်နေက ပြည်နယ်ဆရာတော်ကိုယ်တိုင်မလာရောက်တဲ့အတွက်စာနဲ့သာလက်ခံခဲ့ပြီးပြည်နယ်ဆရာတော်ကိုယ်တိုင်တရားရုံးမှာတက်သေးထွက်ဆိုမှသာလက်ခံမယ်လို့ကန့်ကွက်ခဲ့ပါတယ်။အဲဒီတက်သေးကန်စာမှာတန်တိဒုက္ခကြောင့်တိုင်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးပြည်နယ်ဆရာတော်နဲ့မဟာနာတို့ကြားအငင်းပွားနေခြင်းတွင် မဟာနာရဲ့မတ်လ31ရက်နေ့ထွက်ခွာဖို့အကြောင်းကြားမှုပေါ်ပြည်နယ်ဆရာတော်ကမတ်လ29ရက်နေ့မှာမိမိပိုင်ကြောင်းဖြစ်တဲ့အတွက်မထွက်ခွာနိုင်ကြောင်းကြောင်းပြန်ထားပါတယ်။ဒါအပြင်မဟာနာကဆရာတော်ရီတာကြောင်းတိုက်ကထွက်ခွာပေးဖို့အတွက်လက်မှတ်ရေးထိုးကပေးဖို့အကြောင်းပြန်ထားတဲ့တပ်သေးခန်းစာနဲ့နိုင်ငံတော်သမရထံကိုပြည်နယ်ဆရာတော်ကြီးကပေးဖို့ထားဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာဆရာတော်တွေကိုဆွဲဆိုထားတဲ့ပုံမှန်တွေထဲကသာသနာညှိုးနှွမ်းစေမှုပုံမှန်295ကကြီးကိုခြေဖြတ်ပေးဖို့အတွက်လန်ဒန်ဆရာတော်ကတိုင်းဒေသကြီးတရားလွှတ်တော်ကိုတင်သွင်းထားတဲ့အတွက်တာဝန်မျိုးနယ်တရားရုံးမှာအဲ့ဒီမှုစစ်ဆေးခြင်းကိုရပ်ဆိုင်ထားပြီးအထက်တရားရုံးတွေရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေရတယ်လို့သိရပါဗျာ။